ဒီတခါတော့ဒီဇင်ဘာ20ရက်နေ့ကနေဇန်နဝါရီ19ရက်အတွင်းမွေးတဲ့ကက်ပီကွန်သမားလေးအတွက်ဖြစ်ပါတယ်။ဆိုတော့ကက်ပီကွန်သမားလေးဒီဒီ feminist energy ဖြစ်ကြရဲပြီးတော့ art sign ဖြစ်တဲ့ cardinal ဖြစ်တဲ့ဆိုတော့ cardinal ဖြစ်တဲ့အတွက်ကက်ပီကွန်သမားလေးဒီဥဆောင်တဲ့ capacity တွေရှိကြတယ်ဥဆောင်နိုင်တဲ့စွမ်းရည်တွေရှိကြတယ်အဲ့ sign ဖြစ်တဲ့သူတွေဒီသူရဲ့ emotionally physically or grounded ဖြစ်စွာနေထိုင်တတ်ကြရင်ဆို grounding ဖြစ်တဲ့အရင်ကိုဒီခဏပြောတော့လှုပ်လှုပ်ရွရွတိတ်မရှိဘူးပေါ့နော်သူတို့ရဲ့ energetic မှာပဲဖြစ်ဖြစ်သူတို့ရဲ့ energy မှာပဲဖြစ်ဖြစ်အဲသူရဲ့စိတ်နဲ့သဘောထားမှာဖြစ်ဖြစ်ပေါ့နော်အဲ grounded အရင်ဖြစ်တယ်ပေါ့နော် exercise energy ကြောင့်မို့အဲ့တော့ feminist energy ကြောင့်မို့အဲ capricorn main ကလေးတွေဆိုရင်အရင်ကို ဒီ galley နဲ့ lower mother figure နေရာမျိုးမှာသူတို့ရဲ့အနေပုံနေထိုင်နေပုံနေပုံထိုင်ပုံအပြုမှုပုံလေးတွေအစားကအရင်က feminist energy လွှမ်းမိုးကြတယ်ဆိုတော့တချို့အမျိုးသားတွေမှာဆိုရင်လည်း feminist energy လွှမ်းမိုးတဲ့အမျိုးသားတွေမှာဆိုရင်ဒီ capricorn အမျိုးသားတွေဆိုရင်လည်းသူတို့ရဲ့အတွေ့အလေးတွေသူတို့ရဲ့လုပ်ပုံကင်ပုံလေးတွေကအရင် mother figure လိုနေရာမျိုးမှာလည်းသူတို့ကပြုမှုတတ်ကြရပေါ့နော်ဆိုတော့ အဲ့လိုပုံစံမျိုးလေးတွေအဲ့တော့ Capricorn လို့ပြောလိုက်တဲ့ Capricorn အများစုတွေဒီ the executive role နေတတ်ကြတယ်သူတို့ဒီအလုပ်ကိုတည်တည်ချာချာစူးစမ်းကြတာ hard work လုပ်ကြတယ်အောက်ခြေကနေတည်တည်ချာချာ foundation ချပြီး softly ချပြီးပြီးဆိုမှတည်ချပြီးဆိုမှ သူတို့တွေကဟိုဒီအမြင့်ကိုပေါ့နော် step by step ကိုတက်တက်ကြတယ် ဲ့တော့သူတို့ဒီအောက်ခြေမှာအခြေမကျသေးဘူးအောက်ခြေမှာ solid မဖြစ်သေးဘူး foundation ချနိုင်သေးဘူးဆိုရင်သူတို့ဒီ step by step ကိုမြင်မြန်ဆန်းဆန်းအဲသူများတွေလို့ပေါ့နော်ဝုန်းတိုင်းဝုန်းတိုင်းမတက်တက်ကြအောင်ဘယ်လိုအလုပ်မျိုးမှဖြစ်ဖြစ်အဲဘယ်လိုသင်ကြားမှုမျိုးမှဖြစ်ဖြစ်သူတို့ဒီ step by step သွားတတ်တဲ့ energy မျိုးလေးတွေဖြစ်ကြတယ်အဲ့တော့သူတို့တွေကနောက်တစ်ခုကတော့အလုပ်ကိုတည်တည်ချာချာစူးစမ်းသလိုသူတို့တိဆောက်ခြင်းနဲ့သူတို့ရဲ့ error တခုရှိရယ်သူတို့ကသူတို့ရဲ့ခဏပြောတဲ့ empire rule ကိုယူတတ်ကြရယ်ပေါ့နော်ဆိုတော့ သူများတွေကကြတော့အရှင်ဟိုတခုကြောင့် background တခုကြောင့်အရှိကိုရောက်ပြီးမဲ့ခက်ပီကွန်သမားတွေဒီကိုချီကိုလက်ကိုချီတာပေါ်ရက်တီပြီးတော့မှ step by step ကိုရဲ့အဲဒီ empire ပေါ့နော်ကိုရဲ့အတိုင်းပြီးလို့ပဲပြောပြောကိုရဲ့ဒီဟို error you ကိုပဲပြောပြောသူတို့တွေကတိဆောက်ရတော့ကြိုက်တဲ့သူတွေဖြစ်တယ် အဲ့တော့သူတို့က the leader role တွေမှာနေရတာကိုကြိုက်တယ်ဆိုတော့သူတို့တွေဒီတကယ်ကို emperor role မှာနေနေရတဲ့သူတွေဖြစ်တယ်အဲ့ဒီ role ရအောင်လေသူတို့တွေကတရားစူးစူးစားကြတယ်အဲ့တော့ capricorn သမားလေးတွေဒီသူတို့ကို respect ပေးတာ respectful ပေါ့နော်တရားနဲ့တရား respectful အပြန်လန်အဲထားရတာကိုသဘောကြတယ်ပြီးတော့အလုပ်တစ်ခုလုပ်ရင်လည်း strategically think စဉ်းစားတတ်ကြတယ်အဲနောက်တစ်ခုကကျွန်တော်ခဏပြောရဲ father figure role လို့ပြောရဲ the emperor role ကြီးပေါ့နော်အဲ့လို role မှာနေရတာကိုတို့ကကြိုက်တယ်အဲ့တော့ ကက်ပီကွန်တမားလေးတွေစီအမျိုးသမီးတွေကြည်လိုက်ရင်လည်းသူတို့ဒီသူတို့ရဲ့ house soul မှာသူတို့တွေဒီတကယ်ကိုအရှေ့အန်နေလောလောလောလာပြေးနေတဲ့ဖြစ်လိမ့်မယ်အမျိုးသားဆိုလည်းသူတို့ဒီ father figure ကို feminist energy ဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့မိသားစုထဲမှာဆိုရင်လည်းဒီ feminist energy နဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့မိသားစုဝင်တွေကိုနှွေးနှွေးထွေးထွေး feminist energy လို့ကိုအသုံးချပြီးတော့မှလည်းသူတို့တွေက care လုပ်နိုင်တဲ့ care လုပ်နိုင်တယ်လို့ပြီးသွားရင်ဒီဟွာလေးလုပ်တယ်ပေါ့နော် ်ဆိုတော့ခယူလက်ဆိုင်တက်ကြရယ်နောက်တစ်ခုကကက်ဘီကွန်သမားလေးတွေဒီသူတို့မှသူတို့ရှီကိုရောက်လာတဲ့အခွင့်အရေးလေးပေါ့နော်အခွင့်အရေးလေးတွေခွင့်လန်းလေးတွေကိုတည်တည်ချာချာဖန်ဆုပ်ပြီးတော့မှအာသုံးဆွဲတတ်တဲ့အသုံးချတတ်တဲ့ပေါ့နော်ကိုယ့်ရဲ့အခွင့်အရေးကိုယ့်စီကိုရောက်ရှိလာတဲ့အခွင့်အရေးခွင့်လန်းလေးကိုတည်တည်ချာချာ အပိုင်ပိုင်နေနဲ့အတုံးချတက်ပြီးတော့မှကိုယ့်ရဲ့အကျိုးစီးပွားအတွက်ကိုရှောက်လန်းနိုင်တဲ့ capacity လည်းရှိကြတယ်အဲ့လိုလဲရှောက်လန်းတတ်တယ်ရှောက်လန်းတတ်ကြရပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ capacity ကသမားလေးတွေဒီအရင်ပြင်မှန်ရတယ်ဘာဖြစ်လို့လဲဆိုတော့အလုပ်တစ်ခုလုပ်တဲ့ခါမှာ foundation လုပ်ချရတယ်သူတို့က cardinal ဖြစ်တဲ့အတွက်အရှိန်နေလွတ်လွတ်လွတ်ပြေးနေပြေးရတာမျိုးလည်းသဘောကျတယ်အရှိန်မှနေရတာကိုလည်းကြိုက်တယ်ပြီးတော့သူတို့ရဲ့ repetition ကိုလည်း capacity ကသမားလေးတွေဒီအရင်ကို အဲတံပိုးထားကြပါတော့မိမိတို့ရေကုန်တင်းကြော်လွားမှုကိုလည်းသူတို့တွေကဘာလို့ကြားလဲဆိုတော့ထိမ့်သိမ့်တက်ကြတယ်။နောက်တစ်ခုကတော့ x sign ဖြစ်ရတဲ့တစ်ခါလေးကျရင်သူတို့ emotion တွေကိုသူတို့မထုတ်ပြတတ်ကြဘူး။သူတို့တွေက openly ပေါ့နော်သူဘလို့ခံစားနေရပါရဲ့သူတို့ဘလို့ဖြစ်နေပါဆိုတော့ကိုသေချာမဖြုတ်မထုတ်ပြတတ်ကြဘဲနဲ့သူတို့အထဲမှာ grounded ဖြစ်ပြီးတော့မှသူတို့ emotion တွေကိုပါသူတို့ကဘာလို့ကြားလဲဆိုဖိထားတတ်ကြရပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းဖြစ်ကြတယ်။ဒါပေမဲ့အထဲမှာသူတို့တွေက um ွင်လွတ်ဖို့လူတယောက်ကို ခွင်လွတ်ဖို့တော်တော်ကိုကြိုးစားယူတတ်ရရပေါ့နော်လူတယောက်အပေါ်မှာဒီခွင်မလွတ်နိုင်တဲ့အရာတွေရှိပြီဆိုရင်တို့ကလုံးဝမခွင်လွတ်တတ်ချာပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းရှိရင်နောက်တစ်ခုကကပီကွန်သမားလေးတွေဒီစေတန်ရဲ့စေတန်ဂျူရဲ့လွမ်းမှုမှုတွေရလို့ဟို မမောတဲ့ဘောကပီကွန်သမားလေးတွေဒီစေတန်ဂျူရဲ့အပိုင်းစားရတဲ့ဇူရစ်ဆိုင်ဖြစ်လို့စေတန်ဂျူသူဒီဒီဒီဟိုရဆိုရင်ပေါ့နော် the great teacher ပြီးတော့ရင်သူကဟိုဘဝမှာ lesson the blessing နေပေးတတ်တဲ့ဂျူဖြစ်တတ်တဲ့ကပီကွန်သမားလေးတွေအနေနဲ့ဆိုရင်အဲ့ဒီကိုယ့်ရဲ့ဂျူကိုအဲကိုယ့်ရဲ့လွမ်းမှုခံထားတဲ့ဂျူရဲ့ energy ကိုကောင်းကောင်း handling လုပ်ပြီးတော့မှမိမိစူးစမ်းရင်မိမိလုပ်သမျှအရာတွေတိုင်းဒီရှောက်သမျှအရာတိုင်းဒီ လုတ်တလောက်ပြန်ရတတ်တဲ့ energy မျိုးတွေဖြစ်တတ်တယ်။အဲ့တော့နောက်တစ်ခုအကြတော့ Capricorn သမားလေးတွေကသူတို့ရဲ့ရှိတဲ့ capacity တွေသူတို့မှာရှိတဲ့အရာတွေပေါ့နော်ဥပမာသူတို့ရဲ့ capacity တွေဖြစ်ဖြစ်သူတို့ရဲ့ potential ပဲဖြစ်ဖြစ်သူရဲ့ skill တွေပဲဖြစ်ဖြစ်အဲ့အရာတွေကိုသူတို့ကောင်းကောင်းအသုံးချတတ်တဲ့သူတွေဖြစ်တယ်။အပြင်က outer world မှာရှိတဲ့အခွင့်အရေးကိုလည်းသူတို့ကအာအမ်က သေးချာရယူပြီးတော့မှအဲ့ဒါကို use လုပ်တတ်တယ်။သူတို့မှာရှိတဲ့အတွင်းထဲမှာ inner မှာရှိတဲ့သူတို့ရဲ့ potential skill တွေလည်းသူတို့ကကောင်းကောင်းသုံးချတယ်။ဒါပေမဲ့ Capricorn သမားလေးတွေဒီအရန်ကိုပြင်းမှန်းကြရဲ hard working လုပ်ကြတဲ့သူဖြစ်တဲ့သူတို့ဒီအရန်ပြင်းမှန်းနေအရန်ကိုမှဒီအလုံးနဲ့ပတ်သက်ပြီးတော့မှတည်တည်ချာချာစနစ်တကျ foundation ချ solid ချနိုင်တဲ့သူတွေဖြစ်ကြတယ်။အဲ့တော့ Capricorn သမားလေးတွေအနေနဲ့ကံကောင်းစေတဲ့နေရာဆိုရင်စနေနေ့ကကံကောင်းစေတယ်။ နောက်တစ်ခုကကျော် lucky number အနေနဲ့ပြောမယ်ဆိုရင်တော့အဲ့လာတို့ Kevin ကသမားလေးဒီနံပါတ်2နဲ့နံပါတ်2ကနံပါတ်2နဲ့နံပါတ်8ကသူတို့အတွက်ကံကောင်းစေတဲ့နံပါတ်ကလေးဖြစ်ပါတယ်အဲ့တော့သူတို့အတွက်ယေဒနာလို့လက်ဝတ်ယေဒနာလို့ပြောပြောရပေါ့နော်ဒီ magical လက်ဝတ်ယေဒနာဆို garnet garnet က capricorn သမားလေးတွေဝတ်ဆင်ရမယ်ယေဒနာတစ်ပါးဖြစ်ပါတယ်ယေဒနာတစ်မျိုးဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျတော့အဲ့ဒီဟာကိုဝတ်ဆင်ကြရအပြင်နဲ့မိမိတို့ရဲ့ဒီ higher stand ပေါ့နော်ကိုယ့်ရဲ့ ကိုလှုပ်ချင်တဲ့အရာတွေကိုရဲ့အတွေးတွေကို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 ဒီကိုရောက်ကိုဝါတွေပို့ပြီးတော့မတောက်ပါစေတယ်။နောက်တစ်ခုကကြတော့ဒီကိုကိုလူတွေပို့ပြီးတော့မြင်လာစေတယ်။ထင်ပေါ်ကြောကြားမှုတွေရတတ်တယ်။အောင်မြင်မှုတွေရတတ်တယ်။ပြီးတော့ဒီ garnet ကလေးကိုဝတ်ဆင်ထားပြီးမိမိတို့အတွက်တကယ့်ကိုအစ်မမနဲ့ချစ်ချင်းမြင့်တာဟိုက်ပေါ့နော် relationship ဘယ်လို relationship အတိုင်းမှာကိုစီကိုလူမန်လူမန်တွေပဲရောက်တတ်တယ်ပေါ့နော်။ဆိုတော့ဒီ garnet ကလေးကိုဝတ်ဆင်ထားခြင်းဖြင့် color အနေနဲ့ဆိုရင်တော့ dark green နော်အဲဒီ dark green ရေညစ်ရေညစ်စိမ်းရောင်ပေါ့နော်ရေညစ်ရောင်နဲ့ဒီအညူရောင်တွေကကန်ကောင်းစေပါတယ်ဒီဟိုအတွက်ကိုအဲ့ဒါမျိုးလေးဝတ်ဆင်ခြင်းအဖြစ်သူတို့ရဲ့ popular သူတို့ရဲ့ဟိုပါပေါ့နော်ဒီကိုရောင်ကိုပါသူတို့ပို့ပြီးတော့မှလူတွေအမြင်မှာပို့ပြီးတော့ attract ဖြစ်ကြရပေါ့အဲ့ဒါမျိုးအရောင်လေးဝတ်ဆင်ခြင်းအဖြစ်အာနောက်တစ်ခုကကြတော့ဒီ ကန်ကောင်းစီတဲ့နိုင်ငံတွေကန်ကောင်းစီရောနိုင်ငံတွေဆိုမက္ဆီကိုတို့နော်အိန္ဒိယတို့အာဖဂန်နစ္စတန်တို့ကကြတော့ကပီကွန်တွေအတွက်ကန်ကောင်းစီတဲ့နိုင်ငံတွေဖြစ်ပါတယ်ဆိုတော့ပန်းအင်းနဲ့ပြောရင်တော့ IV IV ပေါ့နော် IV ပန်းလေးတွေကကပီကွန်တွေအတွက်အဲကပီကွန်ကြီးရဲ့ပန်းလေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီအပင်လေးဆိုတော့ဒီ ပူလာလာမသိဘူးအဲ့လာထည့်ပေးတာဒီနားလေးကအပြင်လေးတွေကကက်ပီကွန်တို့ကက်ပီကွန် တွေအတွက်ဒီစိုက်ပြူထားလို့ရတယ်မိမိတို့အိမ်မှာဖြစ်ဖြစ်မိမိအလုပ်စပွားမှဖြစ်အဲ့လိုအပြင်လေးတွေကို ပကြီးကားလေးချိတ်ဆွဲထားတာဖြစ်ဖြစ်ဒါမျိုးလေးလုပ်လို့ရပါတယ်ဆိုတော့နောက်တစ်ခုကကျော်ကက်ပီကွန်နေရဲ့ sign လို့ပြောရင်ဒီတိုးစိတ်ပေါ့နော်အာစိတ်ကကျော်ကက်ပီကွန်နေရဲ့ spirit animal ဖြစ်ပါတယ် နောက်တစ်ခုကကြောတော့တခြားအဲ့လိုစိတ်လိုမျိုးဂျိုးပါတဲ့ဟာလေးတွေနဲ့တခြားအမွေးလေးတွေပါတဲ့အကောင်လေးတွေဆိုရင်တော့ဒီကက်ပီကွန်ရဲ့ spirit animal လေးတွေဖြစ်ပါတယ်ဆိုတော့တခုတတိထားမှာကကက်ပီကွန်တွေဒီခဏပြောတဲ့တို့ဒီ unforgiving နော်လူတွေကို forgiving လို့ဖို့တော်တော်လေးခက်ခဲကြတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှကက်ပီကွန်လေးအနေနဲ့တတိထားရမှာလေးဖြစ်တယ် ပြီးတော့နောက်တစ်ခါကျတော့သူတို့ကသူတို့ကို respect ပေးတာသူတို့ orient ဘောနော်ကောင်းကောင်းသူတို့ကိုပို့ပြီးတော့မှသူတို့ reputation ကိုဝါလောက်တဲ့ခါကျတော့ capicorn လေးနဲ့ပတ်သက်ပြီးပြောတဲ့ခါကျရင်သူတို့ appreciation လုပ်ပေးတာမျိုးတွေကသူတို့အတွက်ပို့ပြီးတော့မှကောင်းစေတယ်ပေါ့နော်ဆိုတော့ သူတို့ကြိုက်နေတတ်တဲ့အဲဒီဟိုအလေးကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ကပီကွန်သမားလေးနဲ့သတိထားရမှာကမိမိတို့ဒီပေါ့နော်မိမိတို့ရဲ့အတ္တတွေနောက်တစ်ခုအညိုးအာဃာတတွေတို့ခါလေးချင်သူတို့ကဖုံးကွယ်ထားတဲ့ကြာမပြတတ်တဲ့ကြောက်အဲ့တော့အဲ့အညိုးအာဃာတတွေက release မလုပ်တဲ့အခါမျိုးမှာတကယ့်ကိုဒေါသနဲ့ကြုံလာပြီးပြဿနာနဲ့ကြုံလာတဲ့ခါကျရင်အဲ့ဒါပောက်ကွဲသွားတတ်တယ်အဲ့ဒါလေးတွေကကပီကွန်သမားလေးတွေအတွက်အမ်ပါလဲဆိုတဲ့ခါကျတော့ တတိထားရမယ့်အရာလေးဖြစ်တယ်အဲ့ဒီအရာနေစကိုကတစ်ခါလေးကျရင်ကိုရဲ့ emotion တွေကို release မလုပ်တတ်တာကိုရဲ့ emotion တွေကိုမဖော်ပြတတ်တာအချင်းအပြည့်ကိုရဲ့နေမှာမျိုးတိတ်ထားတာ ground act energy အတိုင်းပေါ့နော်ကိုကအထင်းမှာတိတ်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 ထည့်ထားမိရပါဘောနော်နောက်တစ်ချိန်မှာတိတ်ထည့်တာများလာတော့ကံလာတဲ့အချိန်မှာအဲ့ဒါကြီးအကြီးစားပောက်ကွဲမှုမျိုးလိုဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးတွေဆိုရင် capricorn မလေးအနေနဲ့တတိထားရမယ့်အရာလေးဖြစ်ပါရဲ့ရှင်